်အလုံးမင်းမင်္ဂလာပါရှင်ကပီးပိုင်မိုးကနေကျူဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမကတော့အဲငါခုကင်းပြီးသားလေးကိုခင်းချင်ပြီးချက်တူနီလေးနဲ့စီပြန်လေးချက်မှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမရဲ့ဘလော့လေးကိုအစိုးရလိုက်ပါချစ်ရှိပေးဖို့အလုံးကိုလိုက်ခေါ်လိုက်ပါတယ်ရှင် ဒီငခုစီပြန်ဟင်းထဲမှာ ကျမကတော့ဒါလေးကပင်တရစီကနေပြီးဝယ်လာခဲ့တဲ့ငခုကင်မီတာလေးဖြစ်ပါတယ်ရှင်။ဒါလေးကို ကျမကခရမ်းချင်းသီးချက်တွင်ဖြူနီလေးရဲ့အဲစီတက်ပြီးတော့ငခုလေးရဲ့ချက်ပြီးရင်ပြီးရင်ပြင်တော်တင်ရွက်ကလေးအုပ်ယူมาပဲဖြစ်ပါတယ်ရှင်။ ကျွန်မတော့တတွင်ချူနီကိုမထောင်းတော့ပါဘူးဒီတိုင်းနဲ့ဒါဒါလေးပဲရိုက်ပြီးတော့တတိလေးတွေပဲအဲပေါက်လိုက်ပါမရှင်း င်းချင်းလေးလေးကိုတော့ပပလေးပြီးထားလိုက်ပါမယ်ရှင်အခုလေးတွေကိုလည်း မှွှထားပေးပါမယ်အယိုးလေးဖြည့်ပြီးတော့ကဲခုဆိုရင်တော့အခုလေးတွေလည်းအယိုးလေးတွေတင်ပြီးသွားပါပြီဒါဆိုရင်တော့ချက်ဖို့အစင်းစင်းချက်ပါပြီရှင်အားလုံးလိုက်ကြည့်ပေးကြပါအောင်ရှင်ကဲတဲအုပ်ပြီဆိုတော့ပြင်ချက်ဖို့စတင်ပြင်စမ်းပါမယ်ဒီမှာစီလေးထည့်လိုက်ပါမယ်

ပြင်စတန်ဖြူဒီလေးတွေမွေးတဲ့အထိခဏလေးကြောပြေးလိုက်ပါမယ်ရှင်စတန်ဖြူဒီလေးတွေညွန်လာပြီဆိုရင်တော့ထိထားတဲ့ခန်းချင်းဒီလေးတွေထည့်ပြီးတော့ဒီတက်လိုက်ပါမယ်ရှင်ခိုင်မီရီကိုလိုက်ရအောင် တရှိသေးလေးနဲ့လုံထားပေးပါမယ်။ရတာတက်ကတော့ကျမအစားလေးတစ်မျိုးပဲသုံးလိုက်ပါမယ်ရှင်။နောက်တော့အနေတော်လေးထည့်ပါမယ်ရှင်။ဆန်းရင်ဒီလေးမူးလွယ်အောင်လို့အဖုံးလေးခဏအောက်ထားပေးပါဦးမယ်ရှင်။ ။ဆန်းရင်ဒီလေးတွေပြင်အောင်လို့ပောက်ပေးရမှာရှင်။ကျမကအယောင်တင်မုတ်လေးမတုံးပါဘူးကျမကအဆက်မစားလို့ပါတချို့သူမစားတဲ့ဟင်းလေးဆိုရင်တော့ကျမကမြုပ်ကြီးအယောင်တင်မုတ်လေးတော့သုံးပါလို့ရှင်ဒါတော့ဆဲညင်လေးကိုအယောင်ယူလိုက်ပါတယ်ပြီးရင်စလုံးလေးထည့်လိုက်ပါတယ်ရှင် ကဲသူတို့ခဲရင်ဒီအနှစ်လေးကြာလာပြီဆိုလို့ရှိရင်ဒီမှာအစင်ပြဲအယိုးနှံထားတဲ့ဒီငခုလေးတွေကိုဖက်လိုက်ပါမယ်ရှင်ငခုကင်ပါတော့ငခုကင်လေးကိုဖက်လိုက်ပါမယ်ရှင်ဒီဒါကတော့တန်တန်လေးကိုနှစ်ပိုင်းပိုင်းပြီးတော့ထည့်လိုက်ပါမယ် တဲ့ဒါဆိုရင်တော့အရန်လွယ်ကူမြန်ဆန်တဲ့ငခုကင်ပြီးသားလေးကိုပြန်ချင်ပြီးလေးနဲ့ဒီပြန်လေးဆက်တဲ့ဟင်းလေးရရှိပါပြီအနားလေးမွေးအောင်အဖုံးလေးခဏလေးအုပ်ထားပေးလိုက်ပါမရှင်နဲ့လေးလေးမွေးလာပြီဆိုတော့အဖုံးလေး ွင့်ကြည့်လိုက်ပါဦးမရှင်။ကဲအခုဆိုရင်တော့အရန်လွယ်ကူရိုးရှင်းတဲ့ငခုမီကင်စီပြန်ဆက်လေးရပါပြီ။ဒီလေးပြေးလိုက်ပါမရှင်။ကဲဒီဆိုရင်ဒီမှာပတန်လေးနဲ့ထည့်လိုက်ပါတော့မရှင်။ဒီကအများကြီးဟုတ်ပါဘူး။ငခုကလည်းတကောင်မဲဆိုတော့ကြတော့တစ်ခွက်စာလေးပါလို့ရှင်။ ဆိုရင်တော့အခုစီပြန်ချက်လေးတစ်ခွက်ရရှိပါပြီရှင်။ဒီမရဲ့ blog လေးကိုအစောဒီ like ပါကြည့်ရှုပေးတဲ့တူချင်းတယောက်ချင်းစီတိုင်းကိုစုစုများတင်ပါတယ်ရှင်။နောက်ထပ်ဒီမရဲ့ blog လေးတွေမှာဆက်မှတွေ့ဆုံကြပါအောင်ဆိုရှင်အားလုံးကိုကျေးဇူးပါ။ကာယတော်နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ Bye bye ။